င်္ဂလာပါရှင်။ဆရာပူပူတန်းစင်ရဲ့ပဲ့တင်တန်းဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။ပဲ့တင်တန်းအခန်း1ဦးလေးကြီးသည်တုံချီချီဖြစ်နေသော အမှုအရာဖြင့်သူသွားတော့မည်ဟု ဆိုပါသည်။ကျွန်တော်မိမအိမ်ကဆင်းသွားသည်ကသူနှင့်ပတ်သက်နေ၍စိတ်မကောင်းဖြစ်ဟန်လဲတူ၏။ ကျွန်တော်လည်းဘာပြန်ပြောရမည်မသိ၍စိတ်စိတ်ပင်หนีလိုက်သည်တကယ်ကကျွန်တော်ရောက်ခမနှင့်သူတမီတစုကဒီအိုကြီးအိုမကြီးကိုဘိုးဘွားရိတ်တာတို့ပို့ပါဟုတိုက်တွန်းနေသည်မှကြပါပြီဒီအဖိုးကြီးရှိမှန်တီလျက်နှင့်ကျွန်တော်ကိုယူခဲ့သောမိန်းမကလည်းယခုတော့ဒီအဖိုးကြီးနှင့်တမိုးအောင်မှာအတူတူမနေနိုင်ပါဘူးဟုဆို၍ငါးချိန်မြောက်အိမ်ကဆင်းသွားပြန်၏ ဒီအဖိုးကြီးကိုဒီလောက်တာဝန်ယူခဲ့တာဝန်ကြီးခဲ့လင်တော်ပြီဟုလေရောက်ခမကမကြမကြအမိန်လာလာချပါသည်ကျွန်တော်ကအစကတော့ဦးလေးကြီးနဲ့ပတ်သက်သည့်သူတို့ဤစကားမှန်တဲ့များကိုပယ်ချခဲ့ပါသည်ယခုတော့ဦးလေးကြီးကိုယ်တိုင်ကဘဝရိပ်တာမှပဲနေတော့မည်ဟုဆိုလာတော့ကျွန်တော်မတားချင်တော့ အမှန်ပြောရရင်ပျော်ပင်ပျော်သွားမိပါသည် ပြုံးပြီးအိမ်ပေါ်ပြန်တက်လာမိမိမမျက်နာကိုလည်းမြင်ရလာမိ၏သို့သောနှွေတရက်မှာတရှိုင်းဆိုင်ငုံနေသောမျက်နာတစ်ခုကိုမြင်ရလာတော့ကျွန်တော်ဆက်မတွေးဝင်တော့တွေးဝေစိတ်ဖြင့်ဦးလေးကြီးကိုသာ ငေးကြည့်နေမိတော်သည် အဲ့ဒီတနေ့ကိုကျွန်တော်မမေထိုနေ့ကတကြံရောက်ဖို့တလားခန့်အလိုခန္ဓာကိုယ်ကိုလှုပ်ယုံနေပင်ချွေးတတီတီစီးကြလောက်အောင်မက်လာဤနေနေ့လေအပူချိန်ကလည်းပြင်းထန်လွန်ပါသည် နေကပူလောင်နေတော်လဲထိုနေ့ကကျွန်တော်ရေကိုမဆာဝတ်သိသည့်ဆန္ဒတွေကိုရှင်မာပိုက်ပြီးခေါင်းငိုင်းဆိုင်နှင့်မိစားပုံရှိရာသို့ရှောက်နေခြင်းဖြစ်၏ မေစာပုံထိတ်ကိုရောက်နေရောက်ချင်းမျောလင့်မထားပဲတခွားသီးလေးတစ်လုံးကိုတွေးလိုက်ရ၍အံ့ဩသွားမိသည်ဘေးဘီတို့ပြူးပြူးပြပြတစ်ချက်ကြည့်ပြီးတခွားသီးလေးအနာတို့ကျွန်တော်ပြီးကက်သွားလိုက်၏တစ်တဲ့ပင်လူတရိပ်ညာမရှိပဲပဝင်းချင်းသည်တိတ်၍အပူသည်လောကတစ်ခုလုံးကိုမင်းမှုထားပါသည် ကျောင်းမြတ်ကုမ္ပဏီတွေကလည်းနေ့လယ်ထမင်းစာရန်နာထားချိန်ဖြစ်၍မြေစာသွန်လန်တက်လျှောက်သည်6တွေ့တိတ်ဆိတ်နေသည်တခွားသီးလေးကိုကောက်လိုက်ရမည်လားဟုခြီတုံချတုံတွင်းလျက်မှာကျွန်တော်ဤမျက်လုံးအိမ်မှာမျက်ရည်တွေစို့လာတော့ဤအခန်းနှစ်နောက်နှစ်လလောက်ဆိုမိုးကကြပြီလေဘယ်မှာလဲကြောက်တရာဒီလုံးရှာလာတော့၅တောင်းနံကြောက်တလုံးမရဘူးသူ့အမိတောက်ခွေးတဲ့ဘေးတင်ပဲ နေ့လယ်စာထမင်းစားထမင်းစားနေလျက်မှာအင်ရှင်ပူရဲကဆိုနေခြင်းဖြစ်သည်။တင်းကြီးဆယ်ကြောင့်ရလိမ့်မည်ဟုအတက်ဟော်လိုက်သောဘေဒင်ဆရာကို ထို့သို့အစာပြု၍ချိန်ဆ၏။အေးဘေဒင်ကြီးပဲအာကိုမနေနဲ့။နင်ကလည်းစူးစမ်းပြီးရှာပြ။ငါတို့မှာကရေကို အရင်အနီးလောက်ထားရတာမဟုတ်ဘူးရဲ့။ ထမင်းယူအောင်မလားဟုအတန်တိတ်ဖြင့်မေးဆက်ပြီးမေးလျက်မှာ မဆန်းကလည်းသူ့ယောက်ျားလေတန်ကိုနင်း၍ကျွန်တော်ကိုပြော၏ကျွန်တော်သည်ဘိုက်ပင်မဝသေးတော့လေခေါင်းရံပြလျက်မှာဆားလက်ဆထမင်းကိုပါလက်ဆတက်လိုက်သည် ထရာမာနေခဲ့စဉ်ကတော့ကျွန်တော်ဒီအကိုကြီးနဲ့အတူထန်းအင်္ဂါတက်ပါသည်ရာအင်္ဂါထွန်ရပါသည်ရွှေမော်တွင်ငှက်ပြားမိပြီး အဖေနှင့်အမေကရှေ့စင်းနောက်ဆင့်ဆုံးသွားခဲ့ကြ၍ကျွန်တော်နှင့်ညီမငယ်နှစ်ယောက်သည်အကိုကြီးအိမ်တွင် နေကြရပါသည် ညီမငယ်နှစ်ယောက်ကအကိုကြီးဤသားနှစ်ယောက်နဲ့အတူကြောင်တက်ကြသည်ကျွန်တော်ကတော့ခုနှစ်တန်းနဲ့ကြောင်ထွက်ပြီးအကိုကြီးဘာလုံးလုံးအကုန်လိုက်လို့ရသည်လွှားတိုက်လဲပါရသည်တစ်ပင်ခုတ်လဲပါရ၏လုံရရသည်။အခကြီးငွေကိုတော့အကိုကြီးမိမမမတစ်မြိုင်ကိုအရပါသည်တနေ့တော့ဖားကက်မာနေသောဟိုရဲကရွာကိုအလဲရောက်လာသည် ကျွန်တော်ကိုတွေ့ရမှာဗာနိတာလဲဟုမိပါသည်အင်္ဂါသားဟုတိလင်တိခြင်းမော်ဒဲမှာကြောက်လိုက်ရှာဖို့အတင်းပင်အကိုကြီးထံခွင့်ပန်ပါတော်သည်အကိုကြီးနှင့်ကိုရဲသည်တငယ်ချင်းများဖြစ်ကြသည် ကိုရဲပြောပြသည် နေချင်းညချင်းချမ်းသာသွားကြသောကြောက်ပုံပြင်တွေကိုနားထောင်ပြီးအကိုကြီးကလည်းစင်ရဲတွင်ကလွတ်ချင်နေ၏ အစားကတော့ကျွန်တော်မရှိရင်နေစဉ်ဝင်ငွေရော့သွားမည်မို့အကိုကြီးကအင်တင်တင်ဖြစ်နေပါသေးသည်မမတင့်မြိုင်ကဇရိတ်လဲကုန်တာမှတ်လို့တော့ဟိုရဲကအကုန်ခံခေါ်မှာပဲဟုဝင်ပြောမှသွားကွာငါတို့ဒီမှာဖြစ်အောင်လှုပ်ရှားမယ်ဟုဆို၍ကိုရဲနောက်သို့ထဲ့လိုက်ခြင်းဖြစ်သည်ကိုရဲကသူကိုယ်တိုင်တော့ရေမစေးမရှာပါကံကိုမယုံသည်ထက်ရွာတွင်ကြံခဲ့သောမိသားစုကိုထောက်ပံ့နေရ၍ဖြစ်၏ တူတန်းထားသောပညာဖြင့်ကြောင်းမြတ်ကုံမဏီတွင်မိစားတဲ့ကားကြီးများမောင်းပါသည် မဆန်းကတော့အခန်းမှနေ၍အိမ်မှုကိစ္စများနှင့် ထမင်းဟင်းချက်ရပါသည် ထမင်းဟင်းချက်ရပါသည်ဆိုတော့လေမဆန်းကအထူးတလဲတော့ဘာမှမချက်ပါ ကိုရဲကုံမဏီမှာသူ့ခွဲတန်းရသော ထမင်းနှင့်ဟင်းကိုပူပူတာတာထည့်၍နေ့လယ်တစ်ချိန်ညတစ်ချိန်ယူလာ၍ဖြစ်သည် မဆန်းလို့ရသည်ကကိုရဲယူလာသောထိုးထမင်းဟင်းများကိုရေရောတင့်လင်ရောရသည်ကိုရဲအချိန်ပိုစင်းလင် အပိုအဖြစ်ရားလိရှိရာမှတိမ့်ဆဲထားသည့်ခောက်ဆွဲချောက်ထုပ်ကိုဖောက်၍ဟင်းရီတောက်လုံလင်လုံသည် ထိုများသာဖြစ်သည် အင်္ဂါနေလန်းကြီးလင် မြင်နေရတော့နနက်ခင်းစည်းကလေးတို့ပြင်းလင်သွားလိရှိတော့လေပါမြတော့ဝယ်တာမဒရစ်တခါတရံမန်နေဂျာတွေနဲ့မလွတ်၍ဆိုပြီးကိုရဲကသူ့ခွဲတန်းအတိုင်းပဲထမင်းနဲ့ဟင်းကိုယူလာခဲ့ရလင်မဆန်းကလည်းဒီအချိန်မှတော့ထမင်းချက်ရမှာပြင်းစီဆို၍ကျွန်တော်မှခောက်ဖဲเจ้าတထုပ်ကိုပြုတ်၍နိလေစာပြီးခဲ့ရသည်မှအကြိမ်ကြိမ်ပင်ဖြစ်သည် သူတို့လင်မယားတဲ့နေသိမြတ်နေလင်ထမင်းကိုအချိန်နှင့်စားရတော့လေလင်မယားစကားများကြတော့အခါမှာတော့ကိုရဲကဒီလောက်ရှိတဲ့ကောင်မဟုဆိုလျက်ကုမ္ပဏီမှာစားပြီးအိမ်ပြန်မလာပဲနေတတ်၏မဆန်းကလည်းအယုဒ္ဓအနတ္တတွေစူဆဲ၍အခန်းတကာပိတ်ကာအိတ်နေတော့၏သူအချိန်မျိုးဆိုရင်ကျွန်တော်မှာတောင်ချောင်းပြေးရမလို့မြောင်ချောင်းပြေးရမလို့လို့နှင်းဖုန်းကြီးကမတတတာတော့ခွေးအိုကြီးနှင်းပင်တူပါတော့သည် ထီထိုးပြီးထီမပေါက်လင်မိသူကားမြစိတ်တော်ကမကြတော့လဲရေမစေးမွေးပြီးကြောက်မရတော့အခါမှာတော့မဆန်းကခေါင်းတရရန်ဖြစ်နေတော့ဤအိမ်ပြောင်းမီလောပန်းပြောင်းမီစဉ်းစားတော့လဲအတိအကျွမ်းမရှိတော့မှော့သေးကိုပင်သူတို့ခေါ်မှရောက်ဘူးတော့ကျွန်တော်အတွက်များစွာအခက်ပါသည် ကြောက်ခိုးရောင်းမည်ဆို၍ရခင်ကအတိအကျွမ်းမဟုတ်လင်ဤမော်ကြီးတဲတွင်မိသူကားမှလည်းရေမစေးမမွေးချင်ကြပါယရနာဆိုသည်ကကံနှင်းထိုင်မရသောအရာမူစူးစားတော်လဲ၆လကျော်သည့်အထိကျွန်တော်ကံကလည်းမပေါ်ပါကြောင်မျိုးဟုခေါ်သည်ခြာပဲ့ပဲ့ကြောက်ကလေးများမှလွဲ၍ဘာအဖိုးတန်ကြောင့်မှမအောင်ဘူးပါ ဘဝတူရေမစည်းသမားအချို့ကတော့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဟုဆုံးဖြဲ၍ဆွတ်ဆွတ်ဆာဆာလုံးမိကြရမှာမိစာပြည့်၍သေးသူသေး၏ကြောက်ခဲထိမှန်၍ခြေကျိုးလက်ကျိုးကျိုးတူကျိုး၏ကုံမဏီလောကွက်တည်းထဲခိုးဝင်ရှာမိ၍ဥပတေ၏ထိမ့်သိမ့်ခြင်းကိုခံရသူကခံကြရ၏ကိုရဲတို့မှလည်းကျွန်တော်ကိုမွေးထားရ၍ထမင်းဖို့ဟုတီးတန့်မကုန်ခန်းတော်လဲကျွန်တော်အားနာပါသည် သူတို့ကလည်းသူတို့မျောလင့်သလိုဖြစ်မလာတော့နင်မယားချင်းခဏခဏစကားများကြသည် သူတို့စကားများကြလင်ကျွန်တော်မှ အနေရကြပါသည်စာရသည့်ထမင်းမှလည်းလဲတွင် နင်းနင်းလာ၏ရွာပဲပြန်တော့မိဟုဆုံးဖြတ်မိတော်လဲကျွန်တော်မှလမ်းစရိတ်ပင်မရှိကိုရဲကလည်းအပြန်စရိတ်တော့ပေးလိမ့်မည်မထင်ပါ ။ဒီကြားတယ်ကျွန်တော်မှဘာဖြစ်ဒီမသိကုမ္ပဏီလောက်ွက်ထဲဝင်ပြီး သူများတွေလိုစွန့်စားပြီးကြောက်ရွံ့မိမှုဆုံးဖြတ်ပြီးမှအသားတွေကတစ်နေ့ထက်တစ်နေ့ဝါဝါလာပြီးခြေထောက်တွေကလည်းမြေမှာဆွဲထားသလိုလေးလာပါသည်။ကိုရဲနဲ့မဆန်းကလည်းတတိမထားမီကျွန်တော်ကလည်းသူတို့ကိုပြောမပြချင်၍ဒီအတိုင်းပင်နေလိုက်မိသည်။ နှစ်လလောက်ကြတော့ကျွန်တော်အခြေအနေကအတော်ပင်ဆိုးလာသည်ခက်မြန်မြန်ပင်လမ်းမလျှောက်နိုင်ပဲဖြည်းဖြည်းချင်းလျှောက်ရင်လည်းခြေထောက်ကြီးကတရွတ်ဆွဲပြီးလူကမောလာသည်ခြေတလုံးကလည်းတုပ်လာပြီး မျက်နာကအန်းလာသည်ကုကုကိုပုံမှန်မဟုတ်ဘူးဆိုတာသိတော့လဲဘာဖြစ်နေမှန်းကျွန်တော်မသိပါဘူး တနေ့မိသားပေါ်မှာတရွေ့ရွေ့ရှောက်နေသည် ကျွန်တော်ကိုဦးလေးကြီးတယောက်ကအတင်းပင်အထိုင်ခိုင်းပြီးခြေတလုံးကိုနှိပ်ပါသည်ဒီနေရာမှာသူက အတွေ့အကြုံကောင်းကောင်းရှိသည်ထင်၏သူနှိပ်လိုက်သည်နှင့်ကျွန်တော်ခြေတလုံးမှာ သူ့လက်မအရာခွက်ခွက်ကြီးကထင်ကျန်နေခဲ့ပါသည် ဟာငါထင်တဲ့အတိုင်းပဲဟိမင်းမထုံဖြစ်နေတာမှ အကြီးကျယ်ပဲဟာ ထိုဦးလေးကြီးကအထိတ်အထိတ်တလန့်ထအော်သည် အတန်တန်ညင်းဆန်နေသည့်ကြားမှာတေလိုက်မဲ့ဘာမှလို့တော့ဆိုလျက်စီခန့်တို့အတင်းလိုက်ပို့ပါသည်ဆရာဝန်ကဆရာခန့်နေ့စဉ်လာခဲ့ရမည်ဟုဆိုတော်လဲပတ်စံကုံလာချီဆိုပြီးမဆန်ကတကြီးကြီးလုံနေ၍သုံးရက်ပဲသွားပြီးနောက်ကျွန်တော်ထပ်မသွားတော့ပါ ကိုဖောကိုရောင်ဖြစ်နေသောကျွန်တော်ကိုကြီးကစိတ်ပတ်မလဲ၍ခင်ခင်မပြောက်ပဲဖြစ်နေ၏ မြက်တွင်းဟောက်ပဲမျက်လုံးဝဝနဲ့ဖောနေတော့ကျွန်တော်ကိုကြည့်၍အင်္ဂလိပ်စေးမကူရလဲမြမစေးစားဆိုပြီးဘူးလေးကြီးကကနဖော့ရွက်တွေခူးလာပြီးအစားလဲခိုင်းအရွယ်ပြုတ်ရင်နဲ့ရေလဲအချိုးခိုင်းပါသည်တင်ပေါ်မြေထန်းလျက်နှင့်မြေပဲဆံကိုရောကျိတ်၍နေစဉ်တိုက်ဤတိကယုံပင်ပစ္စငါးပါးပင်ပစ္စငါးပါးကို ပြုတ်ပြီးရေအချိုးခိုင်းမှသည် ထိုရဲထဲမှာကိုရဲကအိမ်သို့ပြန်မလာပါစီဘူးလဲကုံအလုံးလဲမလုံးနိုင်၍ရေမစေးမွေးမိတာမှားလိခြင်းဟုမဆန်းကလည်းညီးနေ၏ဦးလေးကြီးကတော့အလကားရတော့သူကြားဘူးသမျှတော့ဆေးမီးတို့တွေကိုနေရအနှံ့ကလိုက်ရှာ၍စားစမ်းကွာစားစမ်းကွာနဲ့ခိုင်းပါသည်သို့တော့မင်းဒီအိမ်မှာအဆင်မပြေရင်ငါနဲ့လိုက်နေဟုတော့တခွန်းလေးပင်မခေါ်ငင် I can't don't ဆင်းမီတို့တကူနှင့်ကျွန်တော်နလန်ထလာခဲ့သည်ဘိုက်ကလည်းစီးတစ်ခါပေါက်လိုက်တစ်ခါစားလိုက်ဖြစ်လာသည်ဦးလေးကြီးပေးထားသောငွေတစ်ထောင်နဲ့ကနေတနေ့ကိုထလျက်ထညက်ခဲ200ဘူးဝယ်ပြီးရေကိုအဝတောက်တော့လေကျွန်တော်ဘိုက်ကပြည့်မလာပဲစာမြဲဖြစ်၏ ဦးလေးကြီးမှာပိုက်ဆံရှိရင်ချေးပါဟုအရေးစွန်ပြီးပြောမိတော့နေကဦးလေးကြီးဤအကြီးကြောင့်ကျွန်တော်အတော်စိတ်မကောင်းဖြစ်သွားသည်။နောက်ဘယ်တော့မှမပြောတော့ဘူးဟုလည်းဆုံးဖြတ်လိုက်ပါသည်။တရက်တွင်မဆန်းကလာအောင်မှုခေါ်၍စွန်းတော်အစွန်ခိုင်းပါသည်ပကံပြားထဲတွင်ထမင်းဖြူပေါပေါဆုပ်တွင်နေအတူဂျူကာမုံကျွန်းနှစ်ခုထည့်ထားပါသည် ဒီချင်းအလိုအရာစနေသမီးကဖျားတင်ပြီးအင်္ဂါသားကမြေမာဆွရမည်ဟုမဆန်းကပြော၏ကျွန်တော်သည်မြေမာဆွမဖြစ်ပဲမဆန်းွယ်သည်နှင့်ကျွန်တော်ပိုက်ထဲသို့အတင်းထုတ်သွင်းလိုက်ပါသည်အလင်းအမြန်ဝါး၍ပလုတ်ပလောင်းမျိုးချမိသောထိုစွန်းသည် အခက်မသင့်ပဲအသက်ရှူလမ်းကြောင်းထဲဝင်သွား၏ တခွိခွိညီအောင်တီးသွားသည်ပါဇက်ဟ၍တော့ချောင်းမဆိုးဝန်မဆန်းတီးသွားလင်ညဉ့်ညဉ့်ညဉ့်အစဲခံရခြင်းထက်ကြောက်မရတာဘေးရင်ဆရာစကားကိုနားမထောင်လို့ဟုဆို၍သူ့အိမ်ကမောင်းထုတ်လိုက်မှဆိုရင်ပါသည်နောက်ကြောရိုးတဲ့ကစူးစူးအောင်အဝေဒနာကိုခံစားလိုက်ရပြီးနှာခေါင်းအတွင်းကနှာရည်တွေနဲ့အတူထမင်းလုံးတွေကလည်းအတောက်လိုက်ထွက်ထွက်ကြလာသည် ကိုစားလိုက်ရသည်နှင့်မတန်အောင်ပင်နိုင်ဝက်ကြော်ကြော်မြလူနေအောင်ခန့်စားလိုက်ရသည်ဦးလေးကြီးတိသွားတော့တော်သေးတယ်မတည်လို့တော်သေးတယ်မတည်လို့နှင့်တအံ့တော်ဆို၏ပြီးတော့ကြောင်စိန်ပူပူကြီးနှက်စင်မှာသူများတွေတင်ထားတာကိုစွန့်ခဲ့တာဟုဆို၍ပန်းသီးတလုံးကိုကျွန်တော်အားကျွေးပါသည်ခြုံလိုက်သည်မှာတသက်မမိတ်နိုင်အောင်ဖြစ်၏ ထိုနေ့ကကြော်၍နောက်၃ရက်မှာတော့ထုံးစံအတိုင်းကိုရဲနှင့်မဆန်းရန်ဖြစ်ကြပြန်၍ကျွန်တော်ခောက်ဆွဲတထုပ်ကိုရင်နွေးပြုတ်၍တောင်းရပြန်သည် ိမ်မှာလည်းမနေခြင်း၍မိစားသွန်ကားတွေမလာသေးတော့လဲကျွန်တော်မိစားပုံတို့ထွက်ခဲလိုက်သည်ဂျွာမာဂျွာမာနေစဉ်ကထပ်ပင် အနေအဆားဆင်းရဲနေတော့ခုအဖြစ်ကိုပြန်တွေး၍ကျွန်တော်ဝမ်းနည်းစွာဖြင့်ခေါင်းငိုက်ဆိုင်၍လျှောက်လာစင်မှာပင်လက်တထွာလောက်ရှိသည့်တခွားသီးလေးကို တွေးလိုက်ရခြင်းဖြစ်သည် ေးစာပုံမှာဈေးလာရောက်သောဈေးတင်မတွေကြံခဲ့သလားသို့မဟုတ်ဤမစည်းရှာသမားတို့ဝယ်စားပြီးမိပင်ကြံခဲ့လေသလားမသိတဖာတိလေးသည်အညိုရောင်ကြံခွန်တွေနှင့်ဝါပီးသားဖြူချောက်ချောက်ကြံဖက်များပေါ်တွင်စိမ့်စိမ့်လေးပင်လျောင်းဆင်းနေပါသည်တခွားသီးလေးဤနှစ်တောင်ခန့်အကွာမှာတော့ကွန်းသွေးနှင့်တလိပ်ရောနေသောတရွေးခွက်ကိုရှင်လေးငါးကောင်ဝိုင်းအောင်၍စားတောက်နေကြ၏ ကောင်းရင်ပေါင်းထည့်စားထားရမှာစွန့်ပြေးခဲဟန်တူတော့ကျွတ်ကျွတ်အိတ်အဝါလေးနှလုံးကတော့တဖြည်းဖြည်းညီလည်းရဲ့ဒီတရားနောက်တော့ပြင်းကြီးပြင်းတွဲလိုက်ပါ၍လျာနေလေ၏ကျွန်တော်ဒီတခွားသီးလေးကိုနိမ့်မြန်စွာပင် ကောက်လိုက်မိပါသည်ကျွန်တော်ဤလှူရှာမှုကြောင့်ပင်ရှင်သုံးကောင်သည်ဝီကန်နဲ့ထပြန်ပြေးကြသည်အခန်းလေးကျွန်တော်ပခုံးပေါ်သို့အရေပြားတွန့်နေသောလက်ပိန်တစုံ ကြလာမှအတွေးမှနူးလာသည် သွားချဆိုဟုဦးလေးကြီးကဆိုသည်ကျွန်တော်လေးဖင်စွာထားလျက်မှမျက်နှာလွှဲ၍ကောင်းငိမ့်ပြလိုက်၏။ရောက်ခမအင်ရှိသူကားရက်လိုက်သည်နှင့်မိမကပြေးထွက်လာသည်။ဦးလေးကြီးကိုသွားပို့တော့မှာဟုတည်င်းကြိုရထား၍သူဝမ်းသာနေသည်ထင်၏။ပို့ခဲ့ပြီလားပို့ခဲ့ပြီလားဟုလည်းကားနောက်ခန်းကိုလှမ်းမကြည့်ပဲကျွန်တော်လက်ကိုဆွဲကင်ရန်၍အဆက်မပြတ်မေးပါသည်။ ကျွန်တော်ဘာမှမပြောချင်၍ခေါင်းရမ်းပြလျက်မှကားပေါ်ကဆင်းလိုက်သည်ကိုယ်လေးကြီးကိုမြင်သွားတော့ရောက်ခမနဲ့မိမမျက်နာကညိုရာမှ ပုတ်လာသည် ပုတ်ရာမှပွက်လာသည်ပွက်ရာမှရက်ပင်မရက်တော့ကျွန်တော်ဤကျိုးချောင်းတဲ့စကားများကိုလည်းတာအမိ၃ယောက်ကတူတူခါခါညင်ကြသည်ငါသမီးနဲ့အဖိုးကြီးကိုကြိုက်တာရွေးဟုရောက်ခမကပြစ်ပြစ်ခါခါစိန်ခေါ်လာသည် ကျွန်တော်ပါမမပြောလို့တော့သွားတော့မီဟုဆုံးဖြတ်လိုက်ပြီးမိမဤလက်ကိုလမ်းလမ်းဆွဲလိုက်ချိန်မှာတော့မိုးမုံတိုင်းတွေကြာတကယ်သူရောက်ခမကဘုံတိုင်းထကျဲဤမိမကလည်းဆွဲထားသောကျွန်တော်လက်ကနေစောင့်ယုံ၍ကက်ကက်လန်မြော်ဤကျွန်တော်အသာပဲလှည့်ထွက်ခဲ့လိုက်သည်ရောက်ခတ်မှာမယူးနှင့်မိမကတော့တချင်းချင်းပြစ်နေသောမိုးချိုများကဲ့သို့အစွန် အစွန်ဆုံးသောစကားများဖြင့်ပြစ်ပေါက်တိုက်ခိုက်နေစေဖြစ်သည်ယခင်အကျိန်များကကဲ့သို့ကျွန်တော်ဝမ်းမနေမိတော့ဘယ်အရာကိုဆွံ့လွတ်ရမည်ဘယ်အရာကိုခွင့်လွှတ်ရမည်ဆိုတာကျွန်တော်သိလာသည်စိတ်အေးအေးဖြင့်ကားကိုမောင်းထွက်ခဲ့သည်ကားမောင်းလျက်ဗမှန်ထဲကနေနောက်ကိုကြည့်မိတော့ကျွန်တော်ဤမျက်နှာရိပ်မျက်နှာကဲကိုအမြဲကြည့်နေသောကုလေးကြီးနှင့်အကျင့်ချင်းဆုံသွားသည် ျွန်တော်ပြုံးပြလျက်မှာအသည့်ဝင်လာခဲ့သောခေါက်ဆဲကြော်တို့ကိုကောက်ပြီးမြောက်ပြလိုက်တော့တကြိုးများပေါ်သည့်အထိဦးလေးကြီးကပြုံးနေတော်၏ခီယနတ်မဂ္ဂဇင်းဒီဇင်ဘာဒီဇင်ဘာလ2019နားဆင်အပိကဲကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်အလုံးဘေးကင်းကျန်းမာကြပါစေရှင်